မင်္ဂလာပါရှင်။ PSN News ရဲ့နိုဝင်ဘာလ9ရက်နေ့အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုတင်ပြပေးသွားပါတော့မယ်။ဗီယက်နမ်နိုင်ငံကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့တိုင်ဖုန်းမုန်တိုင်းခမေကီရဲ့အကျဉ်းချန်တင်လိုက်တဲ့ဟာမြန်မာနိုင်ငံဘက်ကိုဝင်ရောက်လာနေပြီဖြစ်လို့လာမဲ့3ရက်အတွင်းအထူးသဖြင့်မြန်မာနိုင်ငံတောင်ပိုင်းနဲ့အလဲပိုင်းဒေသတွေမှာနေရာကွက်ပြီးမိုးသက်ထန်စွာရွာသွန်းနိုင်တယ်လို့မိုးလေဝသပညာရှင်တွေကထုတ်ပြန်ထားပါတယ်။မုန်တိုင်းအကျဉ်းချန်ရဲ့အဓိကတက်ရောက်မှုကိုနိုဝင်ဘာလ10ရက်နေ့နေ့လယ်ကနေ17ရက်နေ့နေ့လယ်အထိ82နာရီအတွင်းအများဆုံးခန်းစားရနိုင်ပါတယ်။ အထူးသဖြင့်ရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းအရှေ့ပိုင်းနဲ့အနောက်ပိုင်းမွန်ပြည်နယ်တနင်္သာရီတိုင်းနဲ့ကရင်ပြည်နယ်တို့မှာမိုးအထင်တင်ကနေနေရာကွက်ပြီးမိုးများနိုင်ခြေရှိနေပါတယ်။အလားတူနေပြည်တော်ကယားပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းမန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာလည်းမိုးအနှင်းငယ်ကနေမိုးအထင်တင်ရွာသွန်းနိုင်ပြီးတချို့နေရာတွေမှာတော့မိုးများနိုင်ပါတယ်။မကွေးတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်စကိုင်းတိုင်းကချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာတော့မိုးအနှင်းငယ်သာရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ဒီနေ့မှာ ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးသည်ထန်နိုင်ခြေဟာရှာနှုန်းပြည့်ရှိနေပါတယ်။နေပြည်တော်အေရဝတီတိုင်း၊တနင်္သာရီတိုင်း၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာမိုးတိမ်တောင်တွေအားကောင်းနေတာကြောင့်မိုးရွာသွန်းချိန်မှာလေပြင်းတိုက်ခတ်တာ၊မိုးကြိုးဖြစ်တာနဲ့မိုးသီးကျွေတာလိုမျိုးရုတ်တရက်ဖြစ်ပေါ်တတ်တဲ့မိုးလေဝသအန္တရာယ်တွေကိုအထူးသတိပြုကြဖို့အကြံပြုအပ်ပါတယ်။မြမကန်ယူရန်တချောင်းနဲ့ကန်လွန်ပင်လေပြင်းနေမှာလဲတခါတည်းရမိုးသက်လေပြင်းနေကြာရောက်ပြီးလှိုင်းအသင့်တင်ကနေလှိုင်းကြီးနိုင်ပါတယ်။ လိုင်းအမြင့်ကတော့9ပေကနေ9ပေလောက်ထိရှိနိုင်ပြီးတနားရီကိုမိုင်30ထိလေးပြင်းတိုက်ခတ်နိုင်တာကြောင့်ရေချောင်းခီးသွားလာသူတွေနဲ့ရေလုံသားဦးကြီးတွေအတွက်အထူးသတိထားဖို့လိုအပ်မှာဖြစ်ပါတယ်။လက်ရှိရွာသွောမဲ့မိုးတွေဟာနိုဝင်ဘာလ17ရက်နေ့နောက်ပိုင်းမှာတော့တနင်္သာရီတိုင်းကဒေသတချို့ကလွယ်ပြီးကြံပြင်းနေတဲ့တိုင်းတွေမှာဒေသတာသာလျှော့နေသွားနိုင်ပြီးမိုးကြီးကြီးမားမားရွာဖို့မရှိတော့ပဲမိုးဖွဲ့ဖွဲ့လောက်သာကြာရောက်နိုင်မှာပဲဖြစ်ပါတယ်။မိုးလေဝသဖြစ်စဉ်ကြိုတင်ခန့်မှန်းချက်တွေဟာအများဆုံး90ရာခိုင်နှုန်းဝန်းကျင်သာမှန်နိုင်တာကြောင့်အချိန်နဲ့မျှပြောင်းလဲနိုင်ပါတယ်။ နေစဉ်ပြောင်းလဲမှုဖြစ်စဉ်တွေကိုလည်း BSM ကတင်ပြပေးသွားမှာဖြစ်တာကြောင့် BSM ရဲ့နေစဉ်မူလဝဒအစီအစဉ်တွေကိုစောင့်ကြည့်ပေးကြဖို့မြစ်တာရက်ခံလိုက်ပါတယ်။ BSM ကိုကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေနဲ့အတူမြန်မာပြည်သူပြည်သားတွေလည်းစမ်းမစွာနဲ့တဘာဝဘေးရန်ရဲ့အသွေးအသွေးကနေကင်းဝေးလွတ်မြောက်နိုင်ကြပါစေလို့ဆုတောင်းမြတ်တာပို့တာပေးလိုက်ရပါတယ်ရှင်။